မင်္ဂလာပါရှင်။ရသားတော် channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်နေပြီးတော့ကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူကျိုးရင်တီကံဘလူရေးသားထားတဲ့ရန်ညိုးဘက်ကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်း6ကိုတင်ဆက်ပေးသွားကြပါမယ်။ဇလန်လေးမစားတည်ခင်မှာတော့ channel လေးကို like and subscribe လေးနေသွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ တန်မိုးတွေဟာမင်းသမီးများရွှေစင်ကိုတဲတခုတွင်ထဲ့ကတဲဆောင်လာခဲ့ကြတယ်။အဲ့ဒီလဲကလည်းနန်းတော်ကို သွားရမှာပြည်သူတွေနေထိုင်ရာမြို့ထဲမှာဖျက်တမ်းကြရတယ်။ဒီလိုဖျက်တမ်းနေစဉ်ဒေါ်တခင်မအခုလွတ်ပြီ။အနာရှိပြည်သူတွေဟာစာတင်အော်ဟစ်လာကြရ။မြားရွှေစင်ကိုဖမ်းဆီးလာတဲ့တပ်သားတန်မိုးတွေတုံ့လောက်ကုန်ကြတယ်။အဲ့လိုအဖြစ်ပြက်တွေဖြစ်ပျက်နေတာကိုလဲတွင်လိုက်ပါလာတဲ့မြားရွှေစင်သိရဲ။ဒါကြောင့်သူမှလှဲနေရှိတန်မိုးကိုအသင်းတန်မိုး ပြည်သူတွေရဲ့ဇဏာကိုတင်မလိုက်ရောနိုင်တာကြုံတိပါတယ်။ဒါကြောင့်ကျုပ်ကိုယ်တိုင်ပြည်သူတွေကိုတားဆီးပြရစီ။ညရွှေစင်တောင်းဆိုချက်ကြောင့်တက်မှုဟာတွေ့ဝေသွားတယ်။အော်ဟိနေတဲ့ပြည်သူတွေပဲစီကိုကြည့်လိုက်။ညရွှေစင်ထံကိုကြည့်တိုင်းနဲ့ကောင်းမှာပဲညာရမ်းနေခဲ့တယ်။ခဏကြာတော့မှကောင်းမှာပြီ။တခင်မရဲ့သဘောတိုင်းပဲဆောင်ရွက်ပေးပါမယ်။အဲတကားကိုဖွင့်ပေးလိုက်ကြစေ။ညရွှေစင်ရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်ပြီးတကားကိုဖွင့်စေတယ်။ ညရွှေစဉ်လက်ထဲမှာစိမ့်လာခဲ့တယ်။အစောပိုင်းကအော်ဟစ်နေကြတဲ့ပြည်သူတွေဟာညရွှေစဉ်ကိုမြင်လိုက်ရခြင်းမြေပေါ်ကိုဝှက်တွားကဥညွတ်ကြတယ်။ကျွန်ုပ်ညရွှေစဉ်မိန်ကြားလိုပါတယ်။ကျွန်ုပ်ဟာအကိုရောဘရင်ရက်ခရဲ့ညီမတော်တယောက်ပါ။ဒါကြောင့်ကျွန်ုပ်အနေနဲ့အကိုရောရဲ့အမိန်တိုင်းသာနေထိုင်ပါမယ်။ပြည်သူတွေအနေနဲ့လည်းလက်ခံပေးကြပါလို့ကြုံမိတ်ဆိုခြင်းပါတယ်။ညရွှေစဉ်ကသူ့စကားကိုအဆုံးသတ်ပြီးနောက်လက်အတက်ကိုပြန်တက်ဖို့ခြေလှမ်းပြန်လိုက်တယ်။ နားရွှေစင်ရဲ့ခြေလမ်းတွေစတင်ဖို့ပြင်နေစဉ်အချိန်မှာပင်တက္ကိမအတင်အားပြည်သူတွေအတွက်မကြည့်ကျောက်တို့ပြည်သူတွေရဲ့ငိုကြွေးတံတွေတင်သည့်တင်မကြခဲ့ အကျွန်ုပ်တို့ဟာဘယင်ရက်ခါတွေပြည်သူလီလားကြုံလီလားတင်စိတ်ဝင်စားတင်သည့်ရာကတင်အကိုတော်ကိုသာဖြစ်တယ်တိတ်ဆန်အိုင်ငမိုက်သားကိုဖမ်းကြစင်မြေပေါ်ဝေတွားနေကြတဲ့ပြည်သူတွေကြားမှာလူလင်တယောက်ကချက်ချင်းထရရလိုက်ပြီးပြောလိုက်ချိန်မှာတမူကအဲ့ဒီလူလင်ကိုဖမ်းစီရယ်နေပါအောင် သူ့ကိုလှုပ်ပေးလိုက်ပါတင်သေးသမျှကျွန်ုပ်ကိုတင်ပြောစီညရွှေစဉ်လူလင်ပြူကိုစိုက်ကြည့်လိုက်တဲ့လူလင်ပြူရဲ့တဒံဟာရရင်တည်တည်နေရာအကြောင်းညရွှေစဉ်အမေးဆိုလိုက်ခြင်းဖြစ်တယ်ဒီသူကိုကြည့်တော့တင်းအကိုကိုပုံကန်တတဲ့ဆိုပြီးဒူးချေလက်တွေပိုင်းပြက်ခံခဲ့ရတယ်အဲ့ဒီသူတွေကိုလည်းကြည့်လို့သူ့ရဲ့ဇနီးသူ့ရဲ့သမီးတွေကိုခေါ်ဆောင်ခံရသူဖြစ်တယ်တင်းကြည့်လို့ဟောဒီမှာရှိရဲ့ပြည်သူတွေရဲ့အပေါ်တွေကိုတင်းကြည့်ပါလို့ လူလင်ကအနေရှိပြည်သူတွေကိုလက်ညှိုးညွန်ပြပြီးကျဲလောင်တဲ့အတန်နဲ့ပြောလိုက်တော့လူလင်ပြည်ရဲ့စကားတွေကိုညာရွှေစင်းနှားထားပြီးပြည်သူတွေရဲ့မျက်နှာတွေကိုကြည့်လိုက်ရတော့အာလုံရဲ့မျက်နှာတွေကအာကိုခြင်းတနာခံခြင်းအသွင်တွေနဲ့သူမကိုကြည့်နေကြတာကိုတွေ့လိုက်ရတယ်။အလိုလေတိုင်းပြည်ကပြည့်ရွှင်ရှာပါပေါ့။မြရွှေစင်းအဲ့လိုညှိတွားရင်မြပြင်းပေါ်ကိုထိုင်ချလိုက်တယ်။ထိုင်ချနေရင်မှပင်ပြည်သူတွေရဲ့မျက်နှာတွေကိုငေးမောနေခဲ့ပြန်တယ်။တခင်မ ။တင်မတုံလောက်ပါနဲ့။တင်းနောက်မှာကျုပ်တို့ရက်တည်နေမှာပါ။တင်သာတိုင်းပြည်ကိုအုပ်ချုပ်ပါ။တိုင်းပြည်ကိုအုပ်ချုပ်ပေးပါ။ပြည်စည်းနေတဲ့တိုင်းပြည်ကိုကဲတင်ပေးပါ။လူလင်ပြည်ရဲ့ဇကာနာမှာပြည်သူတွေရဲ့တောင်းဆိုတန်တွေဟာလေပြင်းထန်လာခဲ့တယ်။တင်းတို့ဇကားတွေကိုကျုပ်လက်မခံလူသေးပါ။ကျုပ်ကိုအချိန်နှင်းငယ်တင်းတို့ဆောင်ဆိုင်ပေးကြစေလိုတယ်။အခုပင်ကျုပ်အကိုတော်နဲ့တွေ့ဆုံပြစေ။ညရွှေစင်ရဇကားကုန်ပြောပြီးနောက်ထိုင်းနေရာမှာပြန်ထားပြီးလဲဘော်ကိုပြန်လဲတက်သွားတော့တယ်။ ပြည်သူတွေကလည်းဝမ်းနဲ့တာတာကြံ့ရခဲ့ကြပါရဲ့။ညရွှေစင်ကိုဘရင်ရက်ခရဲ့ရှေ့တော်မှာကိုဝင်စေခဲ့တယ်။အခုတော့ဖေဟာညရွှေစင်ပလင်ထက်မှာထိုင်ရဲ့ဘရင်ရက်ခကိုခေါ်လိုက်ခြင်းဖြစ်တယ်။ညရွှေစင်ရဲ့ခေါ်တန်းကိုဘရင်ရက်ခကြားပေမယ့်သူ့ရဲ့လက်ရုံးမှော်နဲ့ကဝေကိုသာကြည့်ပြီးအပြစ်သားကိုဘာကြောင့်ခေါ်လာရလဲမှော်နဲ့ကဝေ။တင်ကိုယ်တိုင်အဆုံးသက်ဖို့ငားမိန်ကြားထားတယ်မလား။မှော်နဲ့ကဝေကဘရင်ရက်ခကိုဒုညို့ဥခပြီးမှန်လာပါရှင်။ ်မင်းသမီးရွာကျွန်ုပ်လည်းနဲ့တက်နိုင်ပါတယ်။ဒါမဲ့ပြည်သူတွေရဲ့အားကိုးခြင်းကိုခံထားရတဲ့မင်းသမီးကိုကျုပ်လည်းလွယ်မတက်ချင်ပါ။တင်ဘလိုလုံးဆောင်မဲဆိုတာငါကိုရကိုပြောပါစ။ဘရင်ရက်ခါကမော်နက်ကဝေကို စစ်ဆေးကြည့်ရင်အမေစကားဆိုလိုက်လေရာ။နှမတော်များရွှေစင်ကိုလက်စိုးကိုပူဇော်ရန်စတဲ့တင်ကြောင့်ပါဖေယာ။ဒါမှသာဘရင်စည်းအတွက်လည်းအကျိုးထူးပေမဲ့မဟုတ်ပါလားဖေယာ။များရွှေစင်ဟာအကိုရောနဲ့မော်နက်ကဝေတို့ရဲ့စကားတွေကိုနားထောင်နေခဲ့တယ်။သူမှနားထောင်နေစင်ပါပဲ။ မောင်မင်းရဲ့အကြံစီကကောင်းမွန်လှပေးတယ်။ဟဲ့မုံမတ်တွေအဲ့ဒီအပြစ်သားကိုနှက်ဆိုးပူစော်ဖို့ခေါ်သွားစမ်းအကိုတော့နှမတော်ကိုလှုပ်ရက်လှကြည်လားအကိုတော့စကားကိုအမဲမြေဝင်မကြနားထောင်ပေးခဲ့နှမတော်ပေါ့မထောက်ထားတော့ဘူးလားအကိုတော်ဖေဟာညရှိစဉ်မုံမတ်တွေခေါ်ဆောင်တာကို ရုံးကန်ရင်အကိုတော်ဖြစ်သူကြားစီဖို့အော်ဟစ်လိုက်တယ်။ဘရင်ရက်ခါကညရှိစဉ်ရဲ့စကားကိုကြားပြီးနောက်ညရှိစဉ်တန်းတလှန်ချင်းရှောက်လန်းလာပြီးနောက်နှမတော်ညရှိစဉ် တင်ရကျွန်ုပ်ရဲ့နှမတော်ဖြစ်ပေမယ့်တင်ရပြင်းထန်တဲ့အပြစ်ကိုကျူးလွန်ထားသူဖြစ်တယ်။အဲ့ဒီအပြစ်ကတင်ဟာကျွန်ုပ်နေရာကိုလွတ်ယူနေရကြောင်းပဲဖြစ်တယ်။စဉ်းစားရမှုပါအကိုတော်တင်နေရာကိုနှမတော်လွတ်ယူလို့ရင်အခုလိုအဖမ်းဆီးခံပြီးတင့်ထန်အသားတကြီးလိုက်မှာမဟုတ်ကျွန်ုပ်ဟာတင့်ရဲ့အမိန့်ကိုနာခံသူမို့သာတင်ခေါ်တာကိုလာခဲ့တာပါ။အိုးရှုပ်လိုက်ပါပြီ။တင်ဟာတင်လာတာဖြစ်ပါစေ။ငါဒီတင့်ကိုအလုံးရှိဟဲ့မောင်နဲ့ကိုဝေးမိန်တော်ပါဖေဟာ တင်းတို့မမြတ်ခေါ်ထုတ်သွားစေအမိန်တော်အတိုင်းမှာဘုရင်မမြတ်ဖုရားဘုရင်ရက်ခါကမြားရွှေစင်ရဲ့မျက်နာကိုမကြည့်ပဲအနည်းခါစားနေရဲ့မှော်နေကဝေကိုသာအမိန်တော်ပါပြီးနောက်အဆောင်တော်မှာထွက်ခွာသွားလေရဲ့အဲ့နောက်မှော်နေကဝေရဲ့ခိုင်းစင်မှုကြောင့်မုမတ်တွေဟာမြားရွှေစင်ကိုဖမ်းဆီးခေါ်ဆောင်သွားကြတယ်ဘုရင်ရက်ခါပိုင်ဆိုင်တဲ့နန်းတော်ကြီးရဲ့အလဲမှာပန်တီးထားတဲ့နေရုပ်ကိုရစ်ပူစောတဲ့အစစ်မြင့်ကြီးရှိတယ်အဲ့ဒီအစစ်မြင့်ပေါ်မှာရစ်ပူစောခံရတဲ့စတိကံတွေကို တုံ့နှောင်ရအောင် လူကြီးလက်နဲ့ပက်စာအတိုင်လုံးကြီးတွေကိုလည်းစိုက်ထူထားသေးရဲ့ပြီးနောက်အမျိုးမြင်မသိရဲ့ဆက်စုပ်ခွေရအတင်တဒန်ရှိရဲ့ရောဒုကြီးကိုလည်းထုတ်ထုတ်ထားသေးရဲ့မုံမက်တွေဟာမြားရွှေစင်ကိုတိုင်လုံးကြီးမှာကျိုးရီကြီးကထားလိုက်ကြတယ်ပြီးနောက်ဒုရိယာဒီခဲတန်တွေအကားဖြော်ပြေသူတွေနဲ့ရေပူဇော်ပွဲကိုအသက်သွင်းနေဘရင်ရက်ခါအပြင်မြားပြားလာတဲ့အစားသောက်တွေတင်ထားတဲ့စားတော်ပွဲမှာဝင်ထမ်းလိုက်ပြီးနောက်ပေါ်နက်ကောင်ဝေးကိုရေပူဇော်ပွဲကိုစတင်စေတဲ့ရေပူဇော်ပွဲစတင်တာနဲ့ဒုရိယာတန်တွေတိတ်ဆိတ်သွားတယ်ဟဲ့ စတေးကန်လူသားတင့်ဦးကောင်းကိုညှော့ပြီးနှက်စိုးကိုကိုးကွယ်လိုက်ပါမော်နယ်ကဝေဟာသူ့ရဲ့ဝိယုံနဲ့ကြီးကိုအကြနာဝစ်စင်ထားတဲ့အပြင် သူ့ရဲ့ဘေးမှာလည်းသူ့ပညာကိုလက်ဆင့်ကမ်းပြီးတဲ့တပည့်တွေကိုခြံရမ်းလူထားတယ်ညရွှေစင်ထပ်ပါကိုအထွေရန်ပြည်စုံနေလျှောက်လန်းလာခဲ့ပြီးနောက်ညရွှေစင်ရဲ့ဦးကောင်းကိုနှက်စိုးရုပ်ထုစီတနေ့ကိုင်းလှည့်ပြပြီး မော်နယ်ကဝေကစကားဆိုလိုက်တယ်မော်နယ်ကဝေစကားကိုညရွှေစင်ကြားပြီးနောက်တဲ့လိုကဝေအိုးရဲ့စကားကို ငါရဲ့အကူတော့ဒါလက်ခံလိမ့်မယ်ငါလက်မခံတဲ့ရဲ့အကြောင်းကိုငါသိထားတယ်မော်နက်ကဝေတဲ့အစွမ်းဟာဟောရီနက်ဆိုးစီကရာချင်းဖြစ်ပြီရဲ့တဲ့မှာကိုပိုင်းအစွမ်းစာမရှိရတိတာလွန်လာပါတယ်မော်နက်ကဝေများရွှေစင်စကားကြောင့်ဘေးရှိတပယ်တွေသူ့ကိုမယုံသေးကြတော့မှကိုစိုးရင်လေဒါကြောင့်ရစ်ပူစော်ပွဲကိုအမြန်စတင်စေဖို့ကဲမိမရုပ်ရဲ့လဲချောင်းသူကိုဖောက်ထုတ်လိုက်ကြတော့ဒင်းရဲ့အပြစ်ကြောင့်နက်ဆိုးကိုသိပူစော်ပြီးအံ့မော်နက်ကဝေရဲ့တပယ်တွေထဲမှာတယောက်ကဒါတလေးကိုကင်ထားတယ် ကြံတယောက်ကသွေးထဲပို့ရန်ခွက်တလုံးကိုကန်းဆောင်ထားပြီးများရွှေစင်ထပ်ပါကို တိုးကပ်လာခဲ့ကြတယ်။များရွှေစင်ကလည်းထိတ်လန့်ခြင်းမရှိပဂရီတည်ငြိမ်ခြင်းနဲ့သူတို့လုံတဲ့မြကိုကြည့်နေခဲ့တယ်။သူမကြည့်နေစင်မှာပင်မော်နဲကဝီရဲ့တပည့်ဟာသူမစပင်ကိုလက်နဲ့ဆွဲဆုပ်ကန်ကလက်ပင်ကိုမော်စီရဲ့လက်တစ်ဖက်မှာကန်ဆွဲထားတဲ့ဓာတ်ကိုလည်းမြောက်ကန်ပြီးသူမလက်ပင်စီကိုရွှေ့လိုက်စဉ်ညတဲ့ကြောင့်ဟာများရွှေစင်ကိုတတ်ဖို့ပြင်နေရဲ့မော်နဲကဝီရဲ့တပည့်ကိုတိမှန်သွားပြီးနောက်ဆက်ပြီးတော့များတွေဝဲပြန်လာခဲ့တယ် ပြားရီယာမော်နက်ကဝေရဲ့တပည့်ရီအလုံးကိုထိမှန်ကုန်တော့တယ်။ဘရင်ရက်ကနဲ့မော်နက်ကဝေတို့ဟာဖြင့်မြားရီထိမှန်မဲ့ပေးမှာပုံဆောင်ကြရင်လေ။ဟေးရက်မက်တွေပြင့်နေတဲ့မြားသမားတွေရှာပြီးတက်ကြစမ်း။ရဲကြည့်နေတဲ့ရက်မက်တွေကိုဘရင်ရက်ကအော်ဟစ်ပြောလိုက်လို့တော့တမူကကျွန်တော်တို့ဟာတခင်မမြားရွှေစင်ထံမှသာခါစားမဲ့သူတွေပါ။တင့်လို့ဘရင်ရုတ်တယ်မခါစား။ကဲဖမ်းလိုက်ကြ။ဘရင်ရုတ်နဲ့ဟိုကဝေရုတ်ကိုဟုတ်ကဲ့တမူ။မြားပြည့်ချက်တွေရက်တန်သွားပြီနော်။ လမ်းတော်ရဲ့ခေါမိုးပေါ်ရီထက်မှကဝေနီအဖွဲ့ဟာဆဲနာခဲ့ကြပြီးသူတို့ရဲ့တခင်မှာမြရွှေစင်ကိုလွှတ်ပေးလိုက်ကြတယ်။ဘရင်ရက်ခါကတော့ရဲမက်တွေရဲ့ဖမ်းချုပ်ခြင်းကိုခံရပြီးသူနည်းတူစွာမော်နဲ့ကဝေကိုလည်းဖမ်းဆီးထားကြတယ်။ဘနဲ့ရှိပါစားအကိုတော့တင့်အကြောင်းကိုကျွန်တော်ကြားပြီးတဲ့ကတင်ပြုတ်ပြင်ပါဦးမလားဆိုပြီးတော့ကျွန်တော်တင့်တန်လာခြင်းဖြစ်တယ်။အခုတော့တင်ဟာတိုင်းပြည်ရဲ့ရှင်ပြင်အနေနဲ့မထိုက်တန်ဘူးဆိုတာကျွန်တော်ကောင်းကောင်းသိတယ်။နင်းရဲ့အကြံအကုန်ပဲလားမြရွှေစင် ငါနေရာကိုတင်လူကျင်နေတာသိလို့တင့်ကိုကျွန်ုပ်တက်မှုနဲ့လက်ထက်စေခဲ့ရပဲ။ဒါအဖြစ်တင်ရနေရာကိုတောင်းတနေရုံပါလား။အခုတော့တင့်စရာပြက်စီးနေကြပြီ။တင်သာတိုင်းမီပေါ်မှာကြည့်ရပရင်ဖြစ်နေခဲ့ရင်ကျွန်တော်အခုလိုလှုပ်ဆောင်ရမှာမဟုတ်။ဟာ။မော်နက်ကွေထွက်ပြပြီးလိုက်ကြတင့်ကိုရှာကြ။ညာရွှေစင်နဲ့ဘရင်ရက်ခါတို့အငင်းပွားနေကြစဉ်အခွေကောင်းယူပြီးတော့မော်နက်ကွေပြောက်သွားတယ်။သူ့ရဲ့မော်ပညာနဲ့ထွက်ပြရာကြောင့်ကဝေနီဝေနဲ့ရဲမဲတွေက နန်းတော်တခွင်လှည့်ပဲရှာကြတော့လေ။ဒိုင်းမေမော်နဲ့ကဝေကိုရှာမတွေ့ခဲ့ကြ။ကြံရက်တဲ့ဘရင်ရက်ခါကိုဒိုင်းသူပြည်သားပြည်ရဲ့ရှေ့တော်မှာမှတေတန်စီရင်ဖို့ညရွှေစင်အမိန်ချလိုက်တော့တယ်။ဒီမိတ်ကိုကြားသေးရပါမယ်။ဘရင်ရက်ခါကမတုံ့လို့ငါဒီတင့်ကိုလက်စားချေပါအဲ့။ငါအသက်ကိုတင်သက်ပြီးရင်တင်သက်ကိုတပားသူတတ်ပါစေ။ဒီလိုနဲ့မြရွှေစင်ကိုစစ်စစ်ကြည့်ပြီးပြောလိုက်တယ်အကိုတော်စကားကိုမြရွှေစင်ကြားတဲ့အခါတည်တည်စွာနဲ့ သွင်းရင်းကိုတက်ရတာကျွန်ုပ်တဲ့ပြောပွဲမရှိပါအကိုတော့တင်သာစိတ်တို့လည်းရကြိမ်တွေခဲ့ရင်ဒီချိန်သာကိုကျွန်ုပ်လက်ခံယူပါတယ်အဲ့ချိန်မှစပြီးမော်နဲကဝေကိုညရွှေစင်တို့ရှာမတွေ့ခဲ့ကြပြီမကြမီမှလည်းဘယင်ရက်ခါကိုပြည်သူတွေเจ้าမှာတင်မင်းပေးခံရတော့မယ်ဘယင်ရက်ခါကိုတင်မင်းကြခံရမယ်နေ့ရဲမဲတွေကလက်ပြန်ကြိုးတုံနောက်ခံထားရတဲ့ဘယင်ရက်ခါကိုစင်ဘော့ကိုတင်လိုက်တယ်ပြပပတ်လေးမှာတော့ဝမ်းသာစွာကြည့်နေရဲ့ပြည်သူပြည်သားတွေရှိကြတယ်ဘယင်ရောက်ဘယင်ရောက် အကျဉ်းနဲ့ကြာသေးတဲ့ပြည်သူတွေဟာဘရင်ရက်ခကိုဂဲရီနဲ့ပြစ်ပေါက်ကြကုန်လျာဘရင်ရက်ခကောင်မှသွေးတွေစီးကြလို့နေရဲ့ရက်ကြသင်တို့ရဲ့မကျေနပ်မှုတွေအတွက်သင်မိတ်ပေးထားခြင်းဖြစ်တယ်အခုတော့သူ့ကိုသေးဖို့အသာတကြီးခွင့်ပြုပေးကြပါညာရှိစင်ဟာသူနေထိုင်တဲ့နေရာမှထပြီးပြည်သူတွေဘက်ကိုလဲကပြောလိုက်လျော်အားလုံးအငြိမ့်တဲ့သွားကြရယ်ကဲအာနာပကွက်တာတင့်လူကိုစတင်ပါအာနာပကွက်တာကိုအမိတ်ဆိုလိုက်လျော်အဲ့လူကဘရင်ရက်ခနီကို သူကင်ဆွဲထားတဲ့ဓာကြီးနဲ့တိုင်းခွေကစားရင်သွားလေရော်တယ်။ဓာကြီးကိုကင်မြောင်လေဘရင်ရက်ခရဲ့ဦးကောင်းထက်ကိုချိန်ရွယ်လိုက်နဲ့ပြုတ်လုံနေရင်ဓာဟာလင်းနဲ့ထိတိုက်တဲ့အတန်းနဲ့တူဘရင်ရက်ခရဲ့ကောင်ကိုပိုင်ဖြတ်လိုက်တယ်။သွေးစိမ့်တွေပန်းထွက်နေတဲ့ဘရင်ရက်ခကိုကြီးဟာအော်မင်မအော်နိုင်ရှာခဲ့ပြတ်သွားတဲ့ဘရင်ရက်ခရဲ့ကောင်ကြီးကိုအာနာဘကွယ်သားကစံပြားမှဆုပ်ကရင်ပြည်သူတွေကိုပြတ်တာနေခဲ့တယ်။အရှင်မကျမ်းပါပါစေ။အရှင်မကျမ်းပါပါစေ။အရှင်မတတ်တော်ရကြရှေ့ပါစေ။ ပြည်သူတွေရဲ့ကောင်းချီးပေးတဲ့တွေကမိုးရံကိုပင်ဝေဖျားသွားတော်လေ။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူကျူးရင်တီကမ့်ဘလူရှေးသားထားတဲ့ရံညိုးဘက်ကဝေးဆိုတဲ့ဇနန်းလေးရဲ့အပိုင်း၆ကတော့ဒီမှာတင်ပေးပါပြီ။တော်တာရှင်များအနေနဲ့လေတော်တာရှင်တို့ရဲ့ဝေဖန်စာအကြံပြုစာဓမ္မမဟုတ်ကိုပိုင်တွေးကြုံကြရတဲ့ PM ဇလန်းကိုပြောကြားလိုပါကလေ။အောက်ပါ Telegram နဲ့ Facebook Page မှာတစ်ဆင့်ရေးသားပေးပို့နိုင်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။